မြန်မာနေဦးခရိုနီကယ်နိုဝင်ဘာ27မြင်ကွင်း TNL MD1 PDF နဲ့မိုးကုတ်မိုးမိတ်နဲ့မန္တလေးတိုင်းအထက်ပိုင်းယခုရက်ပိုင်းသတင်းတွေနဲ့ဖတ်ရှုနေကြရတဲ့အကြောင်းအရာတွေအနက်မိုးကုတ်နဲ့မိုးမိတ်ကနေဆွတ်ခွာမဲ့ TNL နဲ့မဟာမိတ် PDF တပ်ဖွဲ့တွေအကြားဆက်ဆံရေးအဆိုပါမျိုးနှမျိုးကနေ TNL အနေနဲ့ဘလို့ဆွတ်ခွာမလဲအာနာသိန်းစစ်တပ်ကိုလက်လွှဲပေးဖို့အတွက်ခေါ်ဆောင်လာမယ်ဆိုတဲ့သတင်းတွေနဲ့မိုးကုတ်ဘူဟာမန္တလေးတိုင်းအထက်မှာထိန်းချုပ်နေမြေတွေရှိသလို့ DNL နဲ့ပူးရဲလှုပ်ရှားမှုတွေလုပ်နေတဲ့ MD1 PDF ရဲ့အခြေအနေစတဲ့အကြောင်းအရာတွေကသတင်းတွေအဖြစ်နေ့စဉ်တွေ့မြင်နေရတာဖြစ်ပါတယ်။အော်တိုဘာလကတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာ DNL နဲ့အာရာသင်းစစ်တပ်နဲ့အပြစ်ရဲ့သဘောတူညီမှုရရှိခဲ့ပြီးနောက်မှာတင်းယူထားတဲ့မျိုးနှမျိုးကိုပြန်လည်ပေးရင်းနဲ့အပြစ်ရဲ့ရေးလေကြောင်းတိုက်ခတ်မှုတွေရဆဲရေးတွေကအပြစ်ရဲ့သဘောတူညီချက်ရဲ့အဓိကအချက်တွေဖြစ်ပြီးမျိုးနှမျိုးကိုဘယ်လိုဆုတ်ခွာမလဲဆိုတဲ့မေးခွန်းတွေက လူအများသိကျင်ကြတဲ့မေးခွန်းတွေဖြစ်လာပါတယ်။ TNL အနေနဲ့အဆိုပါမြို့တွေကနေဒီအတိုင်းဆုတ်ခွာသွားတာမျိုးဆိုခဲ့ရင်မြို့နှမြို့ကို PDF တပ်ဖွဲ့တွေကဆက်လက်နေရာယူထိန်းချုပ်ပြီးအနာသိစစ်တပ်ဝင်မလာနိုင်အောင်ခုခံကာကွယ်ဖို့ရည်ရွယ်ထားကြပါတယ်။ဒါပေမဲ့ TNL အနေနဲ့မြို့နှမြို့ကိုစစ်တပ်ထံလွှဲပြောင်းပေးဖို့၎င်းတို့ကအကာအကွယ်ပေးမဲ့အနေအထားမျိုးဖြစ်ခဲ့ရင် PDF တွေအဖို့ TNL နဲ့ပြဿနာဖြစ်ရမယ့်အခြေအနေမျိုးရှိနေတာပါ။လာရှုံမြို့ကိုလွှဲပြောင်းတယ်လို့မျိုး MNDAA အဆောင်အရှောင်းနဲ့လာရှိုးမြို့ထဲစစ်တပ်တွေဝင်လာပြီးနေရယူလွှဲပြောင်းယူတာမျိုးအခုမိုးကုန်းနဲ့မိုးမိတ်တို့ကိုလှုပ်ဆောင်ရမယ့်သဘောဖြစ်လာနေပါတယ်။မကြသေးခင်ရက်ပိုင်းက PDF တပ်ဖွဲ့တွေနဲ့ TNL တို့နမ်ဒူနမ်ဆန်တို့မှတွေ့ဆုံပြီးမိုးကုန်းမိုးမိတ်လွှဲပြောင်းမဲ့အစီအစဉ်နဲ့ပတ်သက်လို့အသေးစိတ်ပြောဆိုကြတဲ့အကြောင်းသတင်းတွေထပ်မံပေါ်ထွက်လာခဲ့ပြီးဖြစ်ပါတယ်။မိုးကုန်းနဲ့မိုးမိတ်မြို့နှမြို့အနက်မိုးကုန်းမြို့ဟာကြောင်မြတ်တန်ရန်ဇာတထွက်ရှိတာကြောင့်လဲ မိုးမိတ်မြို့ထက်မိုးကုံမြို့ကိုပို့ပြီးကာဝယ်ဖို့စိတ်အားထက်သန်နေကြတာပါမိုးကုံမြို့ကိုစုခွာပေးပြီးအာနာသိန်းစစ်တပ်လက်ထဲပြန်အပ်ရမယ့် DNL အဖို့ PDF လက်နက်ကင်တပ်ဖွဲ့တွေနဲ့မိမ့်မပြက်ရေးကြလည်းအရေးကြီးပါတယ်။ဒါ့ပေမဲ့ DNL အဖို့မှာတော့စစ်တပ်နဲ့အပြစ်ရဖို့ကအဲ့ဒီထက်ပိုပြီးအရေးကြီးတာကြောင့်အပြစ်ရရေးကိုဆုံးဖြတ်ချက်ချချိန်မှာ ကျမ်းမဟာမိတ် PDF အဖွဲ့တွေရဲ့သဘောထားကိုတိုင်ပင်နိုင်ငယ်ချင်းမရှိတာလည်းဖြစ်ပါလိမ့်မယ်။မိမိတို့တပ်ဖွဲ့ရဲ့ရည်တည်ရှင်တန်ရေးကိုပိုပြီးဦးစားပေးလိုက်ရတဲ့သဘောလို့နားလည်ရပါတယ်။ကြောင်မဲနောင်ချိုတီဘောတို့လိုမျိုးတွေတိုက်ခိုက်သိမ်းယူခဲ့ချိန်မှာလူအင်အားနဲ့ကူညီတိုက်ခိုက်ပေးခဲ့ကြတဲ့ PDF မဟာမိတ်တွေအနေနဲ့ဒီမျိုးနှမျိုးအနာသိန်းစစ်တပ်လက်ထဲပြန်ရောက်သွားမဲ့အရေးကိုဒီအတိုင်းလက်ပတ်ကြည့်နေဖို့ကလည်းခက် TNL နဲ့စစ်တပ်ရဲ့သဘောတူညီချက်ကိုထိခိုက်စေမဲ့မျိုးကိုဝင်နေရယူတိုက်ခိုက်ဖို့ကလည်းခက်ဆိုတဲ့ ဘေးချက်နန်းချက်အနေအထားမျိုးရောက်နေတဲ့အနေအထားဖြစ်ပါတယ်။ TNL နဲ့အာနာသိန်းစစ်တပ်တို့မြို့အလွှဲပြောင်းကိစ္စကသတင်းတစ်ပတ်ဝန်းကျင်သာကြံတော့တဲ့ယခုလနောက်ဆုံးရက်မှာပုံပေါ်လာတော့မှာဖြစ်ပါတယ်။မိုးကုတ်ဗျူဟာ MDY PDF နဲ့အခြားသောလက်နက်ကိုင်းဖွဲ့တွေအနေနဲ့မြို့ကနေခုခံမလားသို့မဟုတ် TNL စုတ်ခွာတဲ့အတိုင်းရှောင်ထွက်ပေးလိုက်ရမလားဆိုတာဆုံးဖြတ်ရတော့မယ့်အချိန်ရောက်နေပြီဖြစ်ပါတယ်။ယခုနှစ်ဆန်းမှာစစ်တပ်နဲ့အပြစ်ရခဲ့တဲ့ MNDAA ကလာရှုံမြို့ကိုပြန်လည်လွှဲပြောင်းပေးခဲ့စဉ် ယခုလိုကိစ္စရပ်မျိုးပေါ်ထွက်ခဲ့ခြင်းမရှိပေမဲ့ယခု TNL တင်းယူထားတဲ့မျိုးနှမျိုးပြန်လွှဲပေးရမယ့်ကိစ္စကြမှာဘာကြောင့်အခုလိုချိန်နေမျိုး ဖြစ်ပေါ်လာရသလဲဆိုတာလဲမေးเสียရရှိနိုင်ပါတယ်။ MNDAA နဲ့ PDF မှာမိတ်ပူးပေါင်းတက်တွေအကြသဘောတူညီမှုနဲ့ TNL နဲ့ PDF တက်ဖွဲ့တွေအကြသဘောတူညီမှုတို့ကအချိန်နေနောက်ခံမတူကြတဲ့အချက်လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ကီမဘက်ကလူတို့အနေနဲ့မြောက်ပိုင်းညီနောင်သုံးဘွယ်တွေက MNDAA ကနှစ်ဆန်းမှာအပြည့်ရသဘောတူညီမှုယူခဲ့တယ်လို့ အော်တိုဘာလာမှာနောက်တစ်ဖွဲ့ဖြစ်တဲ့ TNL ကထပ်ပြီးအပြစ်ရသဘောတူညီမှုယူသွားတာကြောင့်တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်အမြင့်မကြီးလင်မှုတွေလည်းပေါ်ထွက်လာကြတာတွေ့ရပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနာသိန်းစစ်တပ်နဲ့အပြစ်ရဆဲကြတာကိုမျိုးဥတော်လင်းကြီးကိုထောက်ခံတဲ့ဗမာလူလူတော်တော်များများကနားလည်မပေးနိုင်ကြပါဘူး။အာဏာရှင်စစ်တပ်ကိုအဆုံးတိုင်တိုက်ရမယ်ဆိုတဲ့အယူအဆကိုစုပ်ကိုင်ပြီးတိုင်းသားလက်နက်ကိုင်တွေအပြစ်ရတာနေပြူဟာတရက်အဖြစ်နဲ့ရော နီးပရိယတရအနေနဲ့ပါနားလည်ပေးနိုင်ခြင်းမရှိကြတဲ့အနေအထားမျိုးဖြစ်ပါတယ်။နှစ်90ကျော်80နီးပါးပြည်တွင်းစစ်ကာလတွေအတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေစစ်တပ်ကိုတိုက်ခိုက်ရင်းအခြေအနေတရမှာအပြစ်ရတာမျိုးလုပ်ခဲ့ကြရတဲ့သမိုင်းတွေရှိခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်1989ခုနှစ်နောက်ပိုင်းလက်နက်ကင်ထားပြီးအပြစ်ရက်ကဒေသဖွံ့ဖြိုးရေးလှုပ်ဆောင်မယ်ဆိုတဲ့ကာလမှာတိုင်းရင်းသားလက်နက်ကင်အဖွဲ့အများအပြားအပြစ်ရက်ခဲ့တာဖြစ်ပါတယ်။ဒီသမိုင်းအဖြစ်အပျက်တွေအခြေအနေတွေကိုမျိုးဥတော်လိုင်းကာလမှာ ဆင်အာနာရှင်စန့်ကျင်ရေးနဲ့စစ်တပ်ကိုအပီးတိုင်ခြေမုံအနိုင်ယူရမယ်ဆိုတဲ့ယက်တီချက်ကိုကင်ဆယ်ထားကြတဲ့သူတွေကနားလည်ဖို့ခက်ခဲတဲ့သဘောလေးဖြစ်ပါတယ်။အခုလိုပြည်မကအုပ်ချုပ်ရေးပြည်နယ်နဲ့တိုင်းခွဲခြားတမတ်မှုအရာမန္တလေးတိုင်းနဲ့ပါဝင်နေတဲ့မိုးကုံမြို့ကိုပြန်လည်လွှဲအပ်မဲ့ကိစ္စဖြစ်နေချိန်မန္တလေး PDF လို့ခေါ်ဆိုတဲ့မန္တလေးတိုင်းအခြေစိုက် PDF လက်နက်ကိုင်အဖွဲ့မှလည်းခေါင်းဆောင်နှစ်ဦးကို NUG ကဖမ်းဆီးအချုပ်ချထားတဲ့ကိစ္စဖြစ်ပွားနေတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ MD1PDF ရဲ့ဗဟုဥဆောင်ကောမဒီဝင်ဖြစ်သူမုံတိုင်းနဲ့နိုင်ကြီးဆိုတဲ့သူနှစ်ဦးကိုတပ်ပိုင်းပစ္စည်းတွေပြန်မအပ်လို့ဆိုတဲ့အကြောင်းကြောင့်ဖမ်းဆီးပြီးအချုပ်ချထားတယ်ဆိုတဲ့အကြောင်း MD1PDF ကထုတ်ပြန်ချက်ထုတ်ပြီးအများပြည်သူကိုအသိပေးခဲ့ပါတယ်။နိုင်ငံရေးဌာနကြီးမှုမုံတိုင်းနဲ့ဗန်နံွေရှာဖွေရေးဌာနကြီးမှုနိုင်ကြီးတို့ကိုတပ်ပိုင်းပစ္စည်းပြန်မတ်တာကြောင့်ဖမ်းဆီးပြီးအချုပ်ချကအရေးယူထားတယ်လို့ဆိုပါတယ်။ MD1PDF ကို မြူသားညညရဲ့အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်းတဲ့ကိစ္စအပေါ်မကြေလည်တာကြောင့်အခုလိုအေးအေးယူခံရတာဆိုတဲ့ပြောဆိုမှုတွေလည်းသတင်းတချို့မှာဖော်ပြထားကြတာတွေ့ရပါတယ်။မြူးတော်လိုင်းရင်ကာလမှာမန္တလေး၊တပိတ်ချင်း၊မရယာ၊စင်ကူးဒေသတွေမှာအင်အားကောင်းကောင်းနဲ့လှုပ်ရှားနိုင်ခဲ့တဲ့ MD1 PDF မှာအခုလိုတပ်ပိုင်ငွေကြီးပစ္စည်းကြောင့်ဖြစ်စေ၊သဘောထားကွဲလွဲမှုကြောင့်ဖြစ်စေ၊ဥဆောင်သူအချို့ကိုဖမ်းဆီးအေးအေးယူရတဲ့အဖြစ်တွေက အများပြည်သူရဲ့ယုံကြည်မှုကိုကြဆင်းစေနိုင်တာလည်းဖြစ်ပါတယ်။မိုးကုတ်မိုးမိတ်မြို့တွေအနာသိစစ်တပ်လက်ထဲပြန်အပ်ရမယ့်အခင်းချင်းတွေပေါ်ပေါက်နေခြင်း MD1 PDF အဖွဲ့မှအခုလိုအဖြစ်အပျက်တွေပေါ်ထွက်လာခြင်းဟာမြို့ဒေါ်လာရင်းအတွက်တော့ကောင်းမွန်တဲ့လက္ခဏာတွေဟုတ်မနေဘူးလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။